လေးကညအေးရဝင်ပြီးတော့နိုင်ဝက်ကနေမိနစ်90အတွင်းပြပြန်နိုးနက်တက်မယ်ဆိုရင်ဒီဗီဒီယိုကအသုံးဝင်မယ်ထင်ပါတယ်။မင်္ဂလာပါရှင်ဒေါက်တာဝင်းပါ။ဒီလိုမျိုးကလေးကညဘက်အေးရဝင်ပြီးတော့နိုင်ဝက်ကနေမိနစ်90အတွင်းနိုးနေတာကို foster လို့ခေါ်ရပါတော့။ foster ဖြစ်နိုင်တဲ့အကြောင်းရင်းများစွာရှိပါတယ်။အဲ့ဒီထဲကပထမဆုံးအဖြစ်များတဲ့အကြောင်းရင်းကဘာလဲဆိုတော့ endotrinus လို့ခေါ်တဲ့ sleep pressure နည်းနေတာပေါ့နော် sleep pressure ကျွန်မအရင်ကလည်းရှင်းပြပေးပို့ပါတယ် sleep pressure ဆိုတာကဟိုပါပေါ့ကျွန်မတို့နိုးနေတဲ့အချိန်မှာဆိုရင် sleep pressure တက်တယ်ညာအိပ်ဖို့ဆိုရင် sleep pressure အမြင့်ဆုံးဖြစ်နေရမှာပေါ့နော် ဟိုပမာကားစီတိုင်ကီလိုပဲပေါ့နော်ကားစီတိုင်ကီကို slip pressure နဲ့မြင်အောင်လိုက်ပေါ့နော်အဲကားသွားလာကကျမတို့အိတ်တာနဲ့ဟိုတူတယ်လို့မြင်အောင်လိုက်ပေါ့နော်အဲကားသွားဖို့ဆိုရင်ကားစီတိုင်ကီကအပြည့်ဖြစ်နေရမှာပေါ့နော်အဲ့ဒါမှကျမတို့လိုအပ်တဲ့အဲသွားနိုင်ခြင်းတဲ့ခရီးကိုသွားနိုင်မှာပေါ့နော်စီတိုင်ကီကတဝက်လောက်ပဲရှိရဆိုရင်ကျမတို့လိုတဲ့ခရီးကိုအဲစီတိုင်ကီကုန်သွားဆိုမရောက်တော့ဘူးပေါ့နော် ဲ့လိုပဲကျမတို့ sleep pressure ကလည်းကျမတို့အိပ်ဖို့ဆိုရင်မြင်းနေကြမယ်အဲ့ကြောင့်မလို့နေ့ဘက်မှာနိုးနေတဲ့အချိန်မှာ sleep pressure တက်တယ်ပေါ့နော်ဒါပေမဲ့တနေ့ကုန်ရင်ကလေးကိုအနှိုးထားလို့လည်းမရဘူးပေါ့နော်သူတို့ကမခံနိုင်တဲ့အတွက်အိပ်ချင်တဲ့အချိန်တော့အိပ်ပေးရမယ်ဒါပေမဲ့ sleep pressure လေးတွေကတော့ရှိနေရမှာပေါ့နော်နိုးနေတဲ့အချိန်မှာ sleep pressure ရှိမယ်အဲ sleep pressure တွေကနည်းတယ်ဆိုရင်ကလေးကဒီလို force ဆိုတဲ့အပြက်ပြန်နိုးတာဖြစ်နိုင်တယ်ပေါ့နော် sleep pressure နည်းတာဘယ်လိုတွေဖြစ်နိုင်လဲဆိုတော့နေ့ဘက်အိပ်ချိန်များတာတို့တို့မဟုတ်အဲညအိပ်ချိန်မတိုင်ခင်တည်အိပ်ချိန်ပေါ့နော်ညနေပိုင်းအချိန်ကကြ ြာလာပါဘောเนาะပုံမှန်နည်းနည်းကြာသွားရင်ညနေ၄နာရီနေ6နာရီခွဲလောက်ထိဖြစ်သွားတယ်အဲ့လိုအချိန်မျိုးတွေဖြစ်နိုင်တယ်နောက်ပြီးတော့ sleep pressure နည်းတာကတော့ညအဲ့ချိန်နဲ့နောက်ဆုံးအဲ့ချိန်ကြားထဲကနိုးနေတဲ့ wake window ပေါ့เนาะအဲ့အချိန်ကတိုးနေတာပေါ့เนาะဥပမာ6လခလေးယူရအတွက်ဆို wake window ကအဲတနိုင်လောက်ပဲဖြစ်နေရဆိုတော့ဥပမာညနေက6ခွဲလောက်နိုးတယ်အဲ့ဒါကိုကခွန်ခွဲလောက်ပြန်တိတ်လက်တယ်ဆိုရင်ကလေးကအဲအိပ်ပြီးတော့မိနစ်30မိနစ်50လောက်ကြာပြက်ပြက်နိုးတတ်တယ်ပေါ့နော်ဒါက sleep pressure နည်းလို့ဖြစ်တာပေါ့နော် နောက်တစ်ခုကဘယ်လိုဖြစ်နိုင်လဲဆိုတော့နှစ်လောက်ကလေးမှာပေါ့နော်နှစ်လောက်ကလေးမှာဆိုရင်အဲသူတို့ကအဲ့ချိန်နေနေနဲ့များရပေါ့နော်ညာအဲ့ချိန်ကိုကျွန်တော်တို့ခုနလိုက်ခွဲလောက်ထားလိုက်တယ်ဆိုတော့အဲဒါပေမဲ့သူတို့ကကြတော့အဲ့ဒါကိုတရေအဲ့ချိန်လုံးမှလိုက်ပြီးတော့အဲပြန်ပြန်နိုးတာလည်းရှိရပေါ့နော်အဲ့လိုကလေးလေးဆိုရင်ခုနခွဲလောက်အိတ်ပြီးတော့ရှစ်ခွဲလောက်ပြန်နိုးတယ်နိုးပြီးမှအဲ10နာရီ17နာရီလောက်မှပြန်အိတ်တယ်ဆိုရင်အဲဆိုရင်အဲ့ချိန်နည်းနည်းလေးနောက်ဆုတ်လိုက်ပေါ့နော်ခုနခွဲမဟုတ်ဘဲနဲ့10နာရီ9နာရီလောက်ပေါ့နော်သူရဲ့အချိန်လေးလည်းနှိမ့်လိုက်ပို့ပြီးတော့အဆင်ပြေရပေါ့နော်